ါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီစဉ်ကနေကြိုဆိုပါရစေဒီကနေ့မြန်မာတက်ကလေး1358ခုနှစ်ဒဗူရဲလပြည့်ကျော်3ရက်ခရစ်နှစ်2019ခုနှစ်ဖေဖော်ဝါရီလ14ရက်အင်္ဂါနေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့မှာရှုစားကြရမယ့်သတင်းတွေမှာဆိုရင်တော့ရန်ရင်းလုပ်ငန်းစဉ်ကိုဘယ်သူမှမစိုးပါဝင်လှုပ်ဆောင်နိုင်တယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောကြားခဲ့တဲ့သတင်း တက္ကသိုလ်ဝန်ထမ်းမိကွန်းလာတွေကိုမိကွန်းဘန်တွေတိဆောက်ပြီးလုံခြုံအောင်ထိန်းသိမ်းထားမယ်အကြောင်းထိုင်ဝမ်ကျွန်းပေါ်မှာကျန်းကတုတ်ကွေးပိုးကူးဆက်ခံရတဲ့ဝင်းမြူရဲကျန်းကကောင်ရေတသိန်းကျော်ရှိနေတဲ့တဲ့။စားတဲ့တဲ့နေနဲ့အတူတခြားထူးခြားတဲ့ပြည်တွင်းပြည်ပကတဲ့နေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့ ငញ្ញရေးလုပ်ငန်းစဉ်တွေမှာဘသူမဆိုပါဝင်ခွင့်ရှိရလို့နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကမတန်ဆွမ်းចောင်းသူလေးတူဦးနဲ့တွေ့ဆုံစဉ်မှာပြောကြားခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ဟာနှစ်90မြောက်ပြည်တော်စုနှစ်အခမ်းအနားအတွက် တောင်ကြီးမြို့ကိုရောက်ရှိနေစဉ်မှာဗိုလ်ချုပ်အောင်ဆန်းရဲ့တရားနှစ်နှစ်မြောက်မွေးရေးအတွက်တောင်ကြီးမြို့စုနာမဏိဇေဒီတော်ကိုသွားရောက်ဖူးမြော်စဉ်ဖျားဖို့လာတဲ့မတန်ဆွမ်းတက္ကသိုလ်ចောင်းသူမတ်အင်စလီမွန်ရဲ့မိကြားချက်ကိုအခုလိုပြန်လည်ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။မတန်ဆွမ်းចောင်းသူလေးမတ်အင်စလီမွန်က ငញ្ញန်ရေးဖြစ်စဉ်မှာသူမအနေနဲ့ပါဝင်နိုင်မလားဆိုတဲ့မေးခွန်းကိုမေးခဲ့တာဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ကငញ្ញန်ရေးလုပ်ငန်းစဉ်တွေကိုဘယ်သူမှမစိုးပါဝင်ဆောင်ရွက်နိုင်ကြောင်းကျမ်းမာတန်ဆွမ်းမှုအားနည်းပေမဲ့ပြင်းပြတဲ့စိတ်ဓာတ်နဲ့ဘဝခရီးကိုရှောက်လန်းနိုင်သူတို့အနေနဲ့ပါဝင်ဆောင်ရွက်နိုင်တယ်လို့ပြန်လည်ပြောကြားခဲ့ပါတယ်။အသက်20အရွယ်ရှိပြီဖြစ်တဲ့မတ်အင်းစလီမွန်ဟာအဝေးတင်တက္ကသိုလ်မြန်မာစာပထမနှစ်ကိုတက်ရောက်နေတာဖြစ်ပြီးတောင်ကြီးမြို့ကျောင်းကြီးစုရက်ကွက်မုံတဝကူလန်းမှာနေထိုင်သူတို့ဖြစ်တယ်လို့မြန်မာ State Councilor Office ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်ရှင်။ ်လုပ်ငန်းခွင်ဝင်မဲ့လူငယ်တွေနဲ့ကိုပိုင်စီးပွားရေးလုပ်ကင်ခြင်းတဲ့လူငယ်တွေအတွက်အကြံဉာဏ်နီးလန်းကောင်းပေးတဲ့စကားဝိုင်းဆွေးနွေးပွဲကိုရန်ကုန်မြို့မှာပြုလုပ်ခဲ့ပါတယ်ဒီအကြောင်းပြေဆုံးကို MCN သတင်းတောက်နေမင်းခါကပြပို့ထားပါတယ်ရှင် လုပ်ငန်းတွေလုပ်ငန်းခွင်မှာကြုံတွေ့နိုင်မဲ့စိန်ခေါ်မှုတွေနဲ့လုပ်ငန်းခွင်ဝင်မှုအတွက်ကြိုတင်ပြင်ဆင်မှုတွေကိုဒီစကားဝိုင်းဆွေးနွေးပွဲမှာအဓိကထားပြီးဆွေးနွေးခဲ့ကြပါတယ်။ဖေဖော်ဝါရီလ12ရက်နေ့ကရန်ကုန်မြို့မြန်မာနိုင်ငံကုန်တယ်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ what.gon.aman နဲ့ Premier Barrister တို့ကပူးပေါင်းပြုလုပ်ခဲ့တာပါ။ဆိုတော့ဒီကနေ့ပွဲကကျွန်တော်တို့လုပ်ငန်းခွင်တွေကိုစဝင်လာမဲ့လူငယ်ခြေတက်တွေပေါ့နော်။အဲဒီကနေစပြီးလုပ်ငန်းခွင်တွေကနေတော့ထွက်သွားမယ်။ဒါပေမဲ့ကိုပိုင်စီးပွားရေးတစ်ခုကိုအခြေချမယ်။ဘလို့အချက်မျိုးတွေလိုမလဲဆိုတော့အနေထားဒီပေါ့။ဆိုတော့ကျွန်တော်တို့ဒီအဲ့လိုအစင်းလိုက် ဆင့်လိုက်ကိုပညာရှင်တွေကခြုံငုံပြီးဆွေးနွေးသွားမှာဖြစ်တဲ့အတွက်ဒီကနေ့ပွဲကိုလာရောက်တဲ့အခါမှာကျွန်တော်တို့ကအလုတ်ကန်ပြပွဲတွေတွေလို့အလုတ်ကန်အခွင့်အလမ်းကိုတခါတည်းမပေးလိုက်နိုင်ပေမဲ့ဒီလာရောက်နားထောင်တဲ့ဒီပရိသတ်တွေပေါ့နော်သူတို့ရဲ့ဒီဘဝတလျှောက်အနာဂတ်အတွက်အောင်မြင်မှုခြေလမ်းတွေတွားနေတဲ့အခါမှာဒီလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့လိုအပ်တဲ့အခြေအနေအားလုံးအချက်လက်အားလုံးကိုကျွန်တော်တို့ဆွေးနွေးပွဲရနေတထောင်တနေရနေပေးလိုက်နိုင်မယ်လို့ရည်ရွယ်ပြီးတော့ကျွန်တော်တို့ world.com.mm နဲ့ဒီ premier barrister နဲ့ကဒီပွဲကိုပေါင်းလို့ရခြင်းပါခင်ဗျဟုတ်ကဲ့တခါတလေလူငယ်တွေအများစုထင်နိုင်တယ်ဟာဘွဲက စကားဝိုင်းဆွေးနွေးပွဲမှာကိုရိုင်းထူးစစ်အနာဂတ်တက်ကောင်းစင်နဲ့ပေါမောက်ကဦးရီကျော်မက်ရိုစ်ထရွန်နိုနဲ့အတူ Crow Education က Managing Director ကိုအောင်ကျော်ဆန်ကဦးဆောင်ဆွေးနွေးခဲ့ကြတာပါဒီပညာရှင်မျိုးတွေဆိုတာကလည်းသူ့လုပ်ငန်းခွင်ထဲမှာသူတို့သွားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကအချိန်တိုင်းအချိန်တိုင်းသွားပြီးမေးမြန်းနေဖို့အဆင်မပြေနိုင်ဘူးဆိုတော့ဒီလို Seminar ပွဲတွေ Hobby ပွဲတွေ Panel Discussion တွေ မြန်မာနိုင်ငံတစ်ခုလုံးကိုကိုစားမပြုနိုင်ပေမဲ့ရန်ကုန်မြို့မှာတော့တော်တော်များများလှုပ်လာကြတယ်အထူးသဖြင့်တင်တန်းကျောင်းလေးတွေကနေပြီးတော့ပိုလှုပ်တာများတာပေါ့နော်ဆိုတော့ဦးစီနောက်တစ်ခုကဒီလိုအသင်းအဖွဲ့တွေကနေဥဆောင်ပြီးလှုပ်ပေးတာပြင်ပေါ့ဆိုတော့ဒီအသင်းအဖွဲ့တွေနဲ့ဒီပညာရေးတင်တန်းကျောင်းတွေနဲ့ကျွန်တော်တို့လိုအလုပ်ကံအခွင့်အလမ်းရှာဖွေနေတဲ့ website တွေနဲ့ပူးပေါင်းပြီးလုပ်မယ်ဆိုရင်ကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးကိုတော့ခုနပြောသလိုမလွှမ်းခြုံနိုင်ဘူးဒါပေမဲ့ရန်ကုန်မှာရှိနေတဲ့ကျွန်တော်တို့ရန်ကုန်က လူနေထူထပ်တဲ့ရန်ကုန်ပေါ့နော်ဆိုတော့အထူးသဖြင့်ဒီအလုတ်ကန်ရှာဖွေရေးကိုရှာဖွေနေကြတဲ့လူတွေအတွက်တော့ကျွန်တော်တို့ကတစ်ဖက်တစ်လမ်းဆိုတာထက်ကြော်တဲ့အခွင့်အရေးမျိုးတွေပေါ့နော်ဥမာဒီပွဲကိုလာနာထောင်မယ်ကျွန်တော်တို့ water.mm မှာတို့ register လုပ်သွားလို့ရတယ်ကျွန်တော်တို့တို့ email ပေးခဲ့တာနဲ့ကျွန်တော်တို့ဒီအလုတ်ကန်အခွင့်အလမ်းအစ်စ်တွေတို့ကြော်ညာနေမယ်ဆိုတော့အိမ်မှာထိုင်ပြီးတော့ဘဲမှမသွားတာထက်စာရင်တော့ဒီလိုပွဲမျိုးတွေလာရောက်နာထောင်တာအခွင့်အရေးလည်းရသလို အဲသူတို့အတွက်အခွင့်အလမ်းတွေလည်းအများကြီးရှိတယ်လို့ကျွန်တော်တို့ကတော့ဒါမြင်ပါတယ်ခင်ဗျဟုတ်အဲ့ဒီစကားဝိုင်းစင်းလို့ပဲကိုနှစ်နိုင်ကြာပြုလုပ်ခဲ့တာဖြစ်ပြီးတော့လုပ်ငန်းခွင်မှာစိန်ခေါ်မှုတွေရင်ဆိုင်နေရတဲ့လူငယ်တွေအလုပ်တစ်ခုကနေတစ်ခုပြောင်းချင်တဲ့လူငယ်တွေနဲ့အလုပ်ရှာနေတဲ့လူငယ်တွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျတက္ကသိုလ်ဝန်ထမ်းမေကွန်လာတွေကိုအခြေခံပညာထပ်တန်းကျောင်းတချို့မှာမေကွန်မန်တွေတိဆောက်ပြီးလုံခြုံရေးအစဉ်အဆက်ထားရှိသွားမှာဖြစ်ပါတယ်ဒီအကြောင်းပြေဆုံးကို MCN သတင်းတောက်ကေတွေကပြပို့ထားပါတယ်ရှင် 2019-2018တိုက်သူဝင်တဲ့ဆောင်ပွဲဖြေကြမဲ့မိကွန်းလာတွေကိုမြို့နယ်တွေမှာရှိတဲ့အထက်တန်းကျောင်းတွေမှာမိကွန်းမန်တွေတိစောက်ပြီးအတွင်းစီအပြင်စီတက်မှတ်ကလုံချိုရင်စစ်စစ်နဲ့ထားရှိသွားမှာဖြစ်တယ်လို့အထက်ခကြောက်ဘူထောင်ကျောင်းကကျောင်းဝန်ကြီးဦးကျော်ကျော်ထွန်းက MCN သတင်းဌာနနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့တာပါဖြစ်သွားတဲ့ကိစ္စရဲ့ဒီလိုရှိနေတယ်လို့လုံချိုရင်ကိစ္စကိုအထူးတောင်းဝန်နေပေါ့နော်ဒီ GDD ချထားပြီးတော့ပေါ့နော်အဲဥပမာဆိုလို့ရှိရင် ဘာလို့ဒီနေ့မှာထူးခြားကအကျေကဘာတွေ့ရလဲဆိုရင်ဒီမှာဒီကုန်ဘုတ်လို့ခေါ်တဲ့ဒီနေကုန်ထားဖို့ပေါ့နော်နေကုန်ထားဖို့အခန်းကြီးကိုဒီဒီမြို့နယ်တိုင်းမြို့နယ်တိုင်းရဲ့ဒီအထက်ကအကြောင်းကြီးတွေမှာဆိုရင်နေကုန်ဘာပေါ့နော်နေကုန်ဘာ၆တန်း၆တန်းပေါ့နော်၆တန်းအဲ့ဒီကုန်ဘာကြီးဒီဘာနဲ့ထမ်းနေတန်းဟိုဘောတန်းမန်းတကားပါမယ်နော်ဒါကခုနကကျင်းနေတဲ့ဘာကြီးကြီးပေါ်မှာဆိုတော့အဲ့ဒီနေကုန်ဘာ၆တန်းပေါ့နော်၆တန်းကအဲ့ဒီနေကုန်ဘာကမြို့နယ်ကိုဒီ သက်ဆိုင်ရာမြင့်နေတဲ့မျိုးရိုးဝါးနေတဲ့မျိုးကိုထုတ်ပြလိုက်ပြီးဆိုရင်အဲဒီမျိုးကိုဇူလာပြီးတော့အဲဒီမျိုးဘန်ထဲမှာထည့်ပြီးတော့တော့ခတ်ပြီးတော့တော့ညှပ်ထားတယ်နော်ခတ်ပြီးတော့အဲဒီမျိုးကိုတစ်တာထဲမှာလည်းတော့ညှစ်ချက်ခတ်ရှိတယ်မျိုးကိတာအပြင်ကိုအဲဒီမျိုးဘန်ထဲမှာထည့်တယ်ထည့်ပြီးတော့မျိုးကလည်းတကားနဲ့ထပ်လို့ထားတယ်ပြီးလို့ရှိရင်အဲဒီမျိုးဘန်လုံလုံမှုအတွက်ကိုလည်းကြည့်ကြည့်လို့ချတာပြည့်စုံစင်တာမှာဒီလိုချပြီးတော့ဆိုရင်အဲဒီတစ်ခုကဒီမှာထူးကြတာ အဲ့ဒီမေးခွန်းပန်းတွေကိုလုံခြုံစိတ်ချရတဲ့အခြေခံအဆောက်အဦရှိရာအကြောင်းတွေမှာပြုလုပ်သွားမှာဖြစ်ပါတယ်။လက်ရှိမှာတိုက်သူဝင်ဆောင်မွဲဖြေဆိုမဲ့ကျောင်းသားကျောင်းသူတွေအတွက်ဖြေဆိုခွင့်ကတ်တွေကိုလည်းဖေဖော်ဝါရီ20ရက်နေ့ကနေစတင်ထုတ်ယူဝေပြုထားပြီးဖြစ်ပါတယ်။ကတ်တွေကတော့ဝင်လာတယ်ဟိုကပါပြီးပေါ့နော်။တင်လာပြီးပေါ့နော်။ကတ်တွေလာထုတ်လို့ရပါပြီဆိုတော့ဒီလိုလူမျိုးနယ်တွေကိုတော့ဒီမျိုးနယ်ပညာရေးမှူးတွေကနေပြီးတော့အစဉ်ကျောင်းတွေကိုဖြန့်လာဆိုတော့ဒီကျောင်းတွေတော့လက်ထဲတော့မရောက်ဘူး။ရောက်လို့ရှိရင်ဒီစာစစ်ကြီးကြိုင်မှုတွေကနေပြီးတော့ တောင်းလို့ယူပြီးတော့အဲ့ဒီကက်တင်ထုတ်ပြီးတော့စင်တာတောင်းရဲ့ကြီးကြီးယူပြီးတော့ထုတ်ပြီးအခုနေ့အတွက်တက္ကသိုလ်ဝန်ထမ်းဆောင်မှုတွေကိုမတ်လ၈ရက်နေ့ကနေ၁၉ရက်နေ့ထိဖြေကြားကြရမှာဖြစ်ပြီးပညာရေးဝန်ကြီးဌာနအနေနဲ့ဆောင်မှုဝဲမိခွန်းတွေလုံခြုံမှုရှိစေရေးအတွက်အထူးကြမှတ်ဆောင်ရွက်ဖို့မှာကြားထားပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ Social Action for Children and Women အဖွဲ့က February 13ရက်နေ့မှာ မြန်မာနိုင်ငံကလေးများနဲ့ကျင်းပပြုလုပ်ခဲ့ပါတယ်။အခုလိုမြန်မာနိုင်ငံကလေးများနဲ့ကျင်းပလာခဲ့တာဟာအခုဆိုရင်ဆက်နှစ်ကြိမ်မြောက်ဖြစ်ပြီးကလေးများအနေနဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ခေါင်းဆောင်မှုစိတ်တက်ကိုအတူယူနိုင်မှုဗိုလ်ချုပ်အောင်ဆန်းဟာចောင်းသားဘွားကစတင်ပြီးတိုင်းပြည်နဲ့လူထုအပေါ်စေတနာထားစိတ်ချစ်မြတ်နိုးစိတ်ရိုးသားပွင့်လင်းမှုတတ်သိရှိမှုတွေစာနာတတ်မှုတွေကိုနောက်မျိုးဆက်တွေသိရှိနားလည်စေရန်ရည်ရွယ်ပြီးကျင်းပခဲ့တာဖြစ်တယ်လို့ Social Action for Children and Women ရဲ့အမှုဆောင်ဒါရိုက်တာမအေးအေးမာကပြောပါရယ်မြန်မာနိုင်ငံကလေးများနေ့မှာအားကစားပကြီး စာစီစာကုန်းနဲ့လူမှုရေးရာထူးချွန်တဲ့ចောင်းသားចောင်းသူတွေကိုလည်းဂုံပြုမှတ်တမ်းတွေနဲ့စုတွေပေးအပ်ခဲ့ကြပြီးကလင်းငယ်200ကျော်လဲတက်ရောက်ခဲ့တာဖြစ်ပါတယ်ရှင်စကိုင်းနိုင်ငံဒေသကြီးချောင်းမြို့မှာဗိုလ်ချုပ်အောင်ဆန်းစည်းရုပ်ကိုစိုက်ထုတ်ခဲ့ပါတယ်။ဒီသတင်းကို MCM မွေရသတင်းတော်မတ်တင်မာဆွေကရိုက်ကူးပေးပို့ထားပါတယ်ရှင်။စကိုင်းနိုင်ငံဒေသကြီးချောင်းမြို့မှာဗိုလ်ချုပ်အောင်ဆန်းရည်မွေးနေ့ဖြစ်တဲ့ဖေဖော်ဝါရီလ13ရက်နေ့ကဗိုလ်ချုပ်အောင်ဆန်းစည်းရုပ်ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီဘုံရုံကျေးရုပ်ကိုချောင်းမြို့အပြင်ဘက်ပခုတ်ကူမုံရွာမန္တလေးလမ်းဆောင်တောင်မှာစိုက်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ယနေ့မှာတော့ဒါ2019ဖေဖော်ဝါရီလ17ရက်နေ့မှာပဲဒီဘုံရုံကျေးရုပ်ရဲ့ဖွင့်ပွဲယူကြောင်းအောင်မြင်သွားဖွင့်လှစ်နိုင်ရပါတယ်။ဒါအားလုံးပေါင်းဖို့ဒီစောက်တဲ့ကဏ္ဍနဲ့ကျွန်တော်တို့ဘုံရုံကျေးရုပ်ပြည်နောက်ရေးကော်မတီနဲ့နှစ်ခုပူးပေါင်းလိုက်တဲ့အပြင်အဲကုန်ကြငွေအားသိန်းနေရာကျော်ပါတယ်။နေရာနဲ့နှစ်သိန်းပါ။အဲအခုဖွင့်ပွဲအပါအဝင်ဆိုလို့ရှိရင်သိန်းပေါင်း150ဝန်းကျင်တော့ပုံကြတယ်လို့ ဗိုလ်ချုပ်ကျေးဇူးပြမြောင်ရေးအတွက်2015ခုနှစ်ကလေးကစတင်ကမြို့ကန်လူထုစီကနေအလူငွေကောက်ခံခဲ့တာဖြစ်ပါတယ်။အဲ့ဒီဗိုလ်ချုပ်ကျေးဇူးကိုကျေးပိတာချိန်300ကျော်နဲ့တုံးလောက်ခဲ့တာဖြစ်ပြီးကုန်ကြငွေ7300ကျော်ရှိပါတယ်။ပတ်သက်လို့ကတော့ကျွန်တော်တို့တနည်းကျော်ကျော်တော့ဖြစ်ပြီးတော့ဗိုလ်ချုပ်ကျေးဇူးပြမြောင်ရေးကော်မတီကိုဖွဲ့ပြီးတော့လုပ်ခဲ့ကြတယ်။လုပ်တော့နေရီကိုလည်းအလူခံနေရီကိုလည်းအားလုံးအကြောင်းကြားပြီးနေရီရဲ့ ပူကြီးကိုလည်းရယူလိုက်တာဖြစ်တဲ့အတွက်တမျိုးနဲ့တော့အတက်တက်ကြွကြလည်းရှိကြပါပဲဒီပုံဘွဲပါတဲ့အမတာကျင်နာအားရစရာကောင်းတော့အောင်စီစီကာကာတိုင်းမှာပြင်မဲ့ရှိပါတယ်ချောင်းမြို့မှာဆိုက်တူခဲ့တဲ့ဗိုလ်ချုပ်ကျေးရုပ်ရဲ့အမြင်ဟာခုနှစ်ပြည့်လက်မှတ်ရှိပြီးအဲ့ဒီဗိုလ်ချုပ်ကျေးရုပ်ဖွင့်ပွဲကိုစကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်အပါဝင်အစိုးရအဖွဲ့ဝင်တွေနဲ့မြို့ကံပြည်သူတွေအများအပြားတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ဖိုင်ဝမ်ကျောင်းမှာ ကျက်ငှက်တော့ကွေးဖို့တကြောပြန်ဖြစ်ပေါ်လာနေတဲ့အတွက်အခုနှစ်ဆပိုင်းကနေလက်ရှိအချိန်ထိငှက်တော့ကွေးကူးဆက်ခံနေရတဲ့မွေးမြူရေးကျက်ငှက်ကောင်တွေတသိန်းသုံးသောင်းနီးပါးရှိလာပြီလို့ထိုင်ဝမ်အာနာပိုင်တွေက February လ17ရက်နေ့မှာပြောကြားလိုက်ပါတယ်။ဗတိရီးယားကနေတဆင့်ကူးဆက်တဲ့ A5N6 ကျက်ငှက်တော့ကွေးဖို့ဟာလက်ရှိအချိန်မှာထိုင်ဝမ်ကျွန်းပေါ်ကမြို့သုံးမြို့နယ်ခရိုင်တွေမှာကူးဆက်နေတယ်လို့လည်းထိုင်ဝမ်သစ်ပင်ပန်းမှန်တဲ့တရိတ်ဆန်ကျန်းမာရေးဗျူရိုက ပြောကြားလိုက်တာပါ။အဲ့ဒီဗျူရိုရဲ့ပြောကြားချက်အရဒီနေ့အတွင်းတော့ကွေးကူးဆက်ခံနေရတဲ့ကျက်ငှက်တွေဟာ A5N2 နဲ့ H5N ငှက်တုပ်ကွေးတွေကုဆက်ခံနေရတာဖြစ်ပြီးလက်ရှိမှာတုပ်ကွေးပိုးပြန့်နှံ့နေတဲ့မွေးမြူရေးခြံ73ခုရှိပြီးဖြစ်ပါတယ်။ထိုင်ဝမ်ကျွန်းပေါ်မှာအခုလအစောပိုင်းကပထမဆုံးအကြိမ် H7N9 ကျန်းကတုပ်ကွေးပိုးကိုလူမာတွေ့ရှိခဲ့ပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းကနေခရီးပြန်လာတဲ့အသက်69နှစ်ရဲ့အမျိုးသားတဦးမှတွေ့ရှိခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိဆေးရုံမှာကုသမှုခံယူနေတယ်လို့ကျန်းမာရေးဝန်ကြီးဌာနပိုင်းယောဂထိန်းချုပ်ရေးဌာနရဲ့ညွှန်ကြားရေးမှူးကပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင်။ MCN သတင်းဌာနကလည်းဒီကနေ့အတွက်နောက်ဆုံးရရှိထားသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားအောင်ပါ။ MCN သတင်းဌာနကထုတ်လွှင့်ခဲ့တဲ့နေ့စဉ်ရုပ်သံအစီအစဉ်တွေကို www.mcntv.news မှာရရှိနိုင်ကြမှာဖြစ်တယ်လို့ Facebook လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာဆိုရင်တော့ MCN TV News အမီနဲ့ရှာဖွေရရှိနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကိုရရှိအားပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ကျွန်မကတော့အစီအစဉ်တင်ဆက်သူသက်သက်ဦးပါရှင်။